ုံဆိုတာကထွီးစုံလို့ခေါ်တယ်ဟိုသင်္ကန်းတစုံကပ်ပြီးလိုက်တယ်ဆိုရင်အဲ့မှာမပါလဲဆိုတော့ဧကတိအပေါ်ယုံသင်္ကန်းပါတယ်ခါဘောတစ်ခုပါတယ်အဲ့ဒါတစုံလို့ခေါ်တယ်ဥပမာကြာတထဲဆိုတာကတစ်ခုချင်းစီကိုခေါ်တာအခုသုံးထဲဆိုရင်ဥပမာလို့ပါခေါ်တာအောက်မှာခါမှာဝတ်တဲ့အောက်ကတပိုင်းကတထဲအပေါ်မှာဝတ်တာကတထဲအခုဥပမာပခုံးမှာတင်လာတာဒါဒုကောကတထဲဆိုတာသုံးထဲလို့ခေါ်တယ်ဒါသုံးထဲပဲဟိုလိုဟာဆိုသုံးစုံဖြစ်သွားမှာတော့လားမသိဘူးအဲ့ဒါအစုံသုံးစုံနဲ့သုံးထဲကကွာတယ်နော်အဲ့ဒါသုံးစုံလို့ပြောလိုက်လို့ရှိရင်ဥပမာဟိုနှစ်ထဲနှစ်ထဲသုံးခါပေါ့6ခါပြည့်6ခုဖြစ်သွားတာ အဲ့တော့သုံးထယ်ဆိုလို့ရှိရင်ဒါတစ်ထယ်ချင်းတစ်ထယ်ချင်းတွက်လိုက်တော့သုံးခုဖြစ်သွားတာပေါ့နော်အဲ့လိုပြောဘုရားရှင်ရဲ့ဝါဒကတော့လူလိုမနေရဘူးပဲလေအင်ညောမေအာကပ်ဘောကရဏီရောပဲလေလူနဲ့မတူစေရဘူးအဲ့ဒါဝတ္တာရိယအစားလူနဲ့မတူအောင်ဝတ်ရတာလေသင်းပိုင်ဝတ္တာအစားလူတွေပစိုးဖို့တို့လိုမဝတ်ရအောင်ကတော့မကြိုက်ရဘူးနော်အဲ့တော့လူတွေမတူတဲ့ပုံစံနဲ့ဝတ်ရတာအခုအင်းသင်္ကန်းဆိုလို့ရှိရင်လူတွေနဲ့မတူအောင်အင်ဂျင်နဲ့မတူအောင်ဝတ်ရတယ်အဲ့တော့အင်ဂျီကိုလုံးဝဝတ်ခွင့်မပြုဘူးပစိုးလို့ဘောင်းပြီးလုံးဝဝတ်ခွင့်မရှိဘူး အဲ့တော့အေးအေးတန်ကိုဘယ်လိုကာကွယ်မလဲဆိုရင်အင်ဂျီဝမမှာမဟုတ်တာဒီသင်္ကန်းနဲ့ကိုအေးကာကွယ်တဲ့နှီးစနစ်တွေအများကြီးရှိတာပဲကိုပဲပတ်လို့ရတယ်သင်္ကန်းကိုနှစ်ထပ်သုံးထပ်ထွက်လာထက်လိုက်လို့ရတယ်ခြုံထဲတွေခြုံလို့ရတယ်စောင်းတွေအများကြီးခြုံလို့ရတယ်ဟုတ်တယ်လားအဆက်တက်ပုံစံနဲ့အများကြီးလုပ်လို့ရတယ်ကိုဘက်ကိုပတ်တဲ့နှီးဆိုရင်လည်းသုံးလေးနှီးလောက်ရှိတယ်နော်ကိုဘက်ပတ်တဲ့ခါမှာအရန်နှွေးပါတယ်တကယ်ကိုစွတ်ကြဲအင်ဂျီ sorry အနှွေးထိုင်အင်ဂျီဝတ်ထားတဲ့ကိုနှွေးသေးတယ်ကိုဘက်ပတ်တဲ့နှီးတွေရှိပါတယ်နော်တောင်မြတ်မှာကတော့ဆရာတော်ကြီးရဲ့စာအုပ်တွေမှာလည်းပါပါတယ်ကိုဘက်ပတ်တဲ့နှီးတွေအဲ့တော့အဲ့လားကိုဘက်ပတ်တဲ့ဟာအဲ့ ခြုံတဲ့ဇာကလေးကိုကိုဘက်လိုချုပ်ပြီးတော့ဝက်လိုက်မယ်ဆိုရင်အထက်မှာအရန်နှွေးသွားပါတယ်အဲ့တော့ခေါင်းကိုချုံမယ်ဆိုရင်လည်းခေါင်းချုံလို့ရတဲ့ကိုဘက်ပဏိတွေရှိပါတယ်ခေါင်းအုတ်ထုတ်တောင်ဆောင်ကြရမလိုပါဘူးနော်အုတ်ထုတ်ဆောင်ကြရမလိုဘူးအဲ့တော့ဦးဇင်းတို့ဆိုရတာကဝီနီဘောင်ထဲကနေပြီးတော့နှွေးနှွေးထွေးထွေးနေအောင်နေလို့ရတယ်နေစနစ်တွေရှိတယ်လို့ပြောချင်တာပါနော်အဲ့တော့မြတ်စွာဘုရားကလူနဲ့မတူအောင်ဝတ်ခိုင်းပါတယ်နော်ဧကတိကောသင်ပိုင်ကောသင်ငန်းကောအကုန်လုံးလူနဲ့မတူစေရပါဘူးလူနဲ့တွေ့ရင်တော့အပသင်တယ်ပေါ့